2025ခုနှစ်မေလ12ရက်နေ့ဒီကနေ့တနင်္လာနေ့မနေ့6ရက်နေ့ဂျိုရူကတိုင်းတာရရှိချက်တွေနဲ့ပြမပီအနှံ့ပြားမှာမိုးရိုးထချုံတာနေကြားရတယ်မိုးရိုးပြစ်တံနေကြားရပြီးတော့မိုးသီးတွေလည်းကျွေနေတာ ားလုံးပဲမင်္ဂလာပါမိုးရဲ့ channel လေးဟန်ကြိုဆိုလိုက်ပါတယ်မိုးကုတ်တစ်ဆက်ပြချင်တဲ့ view လေးတော့ဒီ video လေးပေါ့နော် view ရင်းမှာဆိုလို့ရှိရင်တော့မိုးလေးဝတ်တပညာရှင်ဦးတစ်တင်ကမေလ12ရက်နေ့အတွက်ကိုမုံတိုင်းသတင်းနဲ့ငလီသတင်းတွေကိုจွတ်တင်ခမန့်ပြလိုက်တာပဲဖြစ်ပါတယ်ကြည်တယ်မျိုးလက်จွတ်တင်ပြစင်ကောက်ကလို့ရအောင်လို့ဘဝတုတအနေနဲ့ပြန်လည်မျှဝေလိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ video လေးကိုဆက်လိုက်ကြရအောင်နော်2025ခုနှစ်မေလ12ရက်နေ့ဒီကနေ့တနင်္လာနေ့မနေ့6နာရီဂျိုရူကတိုင်းတာရရှိချက်တွေနဲ့ 24နာရီအတွင်းမှာမိုးဘလို့ရွာသွန်းနိုင်တယ်ဘယ်နေရာတွေမှာမိုးကြီးနိုင်လဲဆိုတာကိုကျွန်တော်တို့ဆက်လက်ခံမှန်းတင်ပြမှာဖြစ်ပါတယ်ဒီကနေ့ဗမာပြည်မှာရွာတဲ့မိုးတွေဟာဘင်္ဂလားပင်လယ်ကဗမာပြည်ကိုဝင်သွားတဲ့ရေငွေ့အပြည့်ပါတဲ့မြေနဲ့တိမ်နေနဲ့မြမပြည်အလဲပိုင်းရောက်တဲ့အခါမှာပူကြောက်မလို့တက်သွားတဲ့ ရေငွေ့ကပြန်ကျလာတဲ့မိုးဆိုပြီးတော့နှမျိုးနှစားဖြစ်နေတာတွေ့ရမှာဖြစ်ပါတယ်။ဒီအတွက်ကြောင့်မြမပြည်အနှံ့ပြားမှာမိုးရိုးထစ်ချုံတန်နေကြားရတယ်။မိုးရိုးပြစ်တန်နေကြားရပြီးတော့မိုးသီးတွေလည်းကျွေနေတာကျွန်တော်တို့သတင်းတွေဖတ်ရမှာ။မနေ့တနင်္ဂနွေနေ့၁၇ရက်နေ့မှာည၈နာရီအချိန်ဂျိုတို့ရဲ့ရေဒါကတိုင်းတာတဲ့ပုံတွေအရဆိုလို့ရှိရင် ဟင်းသရနဲ့မော်လမြိုင်ကိုဘိုးပြုတ်ပြီးတော့မြမပြီမှာတဲကြီးမဲကြီးမိုးရွာဆင်းသွားတယ်လို့ကျွန်တော်တို့တိုင်းတာရရှိပါတယ်ကျွန်တော်တို့တိုင်းတာရရှိပြီးနှစ်နာရီသုံးနာရီအကြာမှလာမြေပြင်ကနေပြီးတော့မိုးတွေစရွာသွန်းတယ်မိုးတွေများနေတယ်ဆိုပြီးတော့သတင်းတွေကျွန်တော်တို့ရှိကိုတက်လာပါတယ်အတိတ်ပဲကတော့မိုးကောင်းငယ်ပေတောင်းပေနှစ်တောင်းလောက်ကကြာလာတဲ့ ရင်မုံလေးတွေဟာတဖြည်းဖြည်းနဲ့စုပြီးတော့မှမိုးရေဖြစ်ကိုပြောင်းလဲပြီးတော့မှ တဖြည်းဖြည်းနဲ့လေစီးနှုံးနဲ့လေတိုက်နှုံးနဲ့အတူကျလာတာဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ခံပန်းချက်တွေဟာခရိုင်အနေနဲ့ပြောရင်တော့မှပဲတစ်ခါတလေမှလွဲသွားတတ်တဲ့ခံပန်းချက်တွေဖြစ်တတ်ပါတယ်အဲ့ဒီအပေါ်မှာနားလည်မှုပြေးပါ နားလည်ကြပါလို့ကျွန်တော်တို့တောင်းဆိုခြင်းပါတယ်အဲ့တော့ဒီကနေ့ ဆယ်နှစ်နှစ်အနေထားကိုကြည့်မယ်ဆိုရင်မြမပြည်အနှံ့အပြားမှာနေရာစိတ်စိတ်မိုးရွာသွန်းပြီးတော့အချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနေတာကိုဒီအဝါရောင်နဲ့အနီရောင်လေးတွေကပြသနေပါလေအထူးသဖြင့်ချင်းတောင်တန်းတောင်ပိုင်းရခိုင်ပြည်နယ်မြောက်ပိုင်းနေပြည်တော်အနောက်ဘက်နေပြည်တော်အရှေ့ဘက်အေရာဝတီတိုင်း စစ်တောင်းမြို့ဝမှာမိုးတဲတဲမဲမဲကြွားနိုင်တယ်လို့ပဲဘင်္ဂလားပင်လယ်ကဝင်လာတဲ့မုတ်တုံလေးနဲ့မုတ်တုံမိုးကြောက်မလို့မြန်မာနိုင်ငံတောင်ဘက်စွန်းရနောင်းဒေတာကြီးတစ်ခုလုံးမှာမိုးတဲတဲမဲမဲကြွားသွန်းနိုင်တယ်လို့ပဲလေကြီးကြောင်းနဲ့အတူတက်သွားတဲ့ဘိတ်တဝဲဒေတာဘက်မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်ဒီကနေ့ ဆက်နေရနေ့မနေ့တနာရနေပြီးတော့မှမနေ့6ຫນာရီတွင်းမှာဆိုလို့ရှိရင်တော့ကချင်းပြည်နယ်မြောက်ဖျားမှာနေရာစိတ်စိတ်မိုးရွာပြီးတော့အခြားဒေသတွေမှာနေရာတည်တည်မိုးရွာတွန်းသွားတာတွေ့ရပါတယ်ထို့အတူပဲရှမ်းပြည်နယ်တစ်ခုလုံးမှာအရှိဘက်နဲ့တောင်ဘက်ရှမ်းမှာနေရာစိတ်စိတ်နဲ့နေရာကွက်ကြားမိုးများနိုင်တဲ့နေသားတွေ့ရပါတယ် မန္တလေးတိုင်းအရှိပဲရှမ်းပြည်တောင်နှာအနေနဲ့ဆက်ဆက်တဲ့ဒေတာကြီးတစ်ခုလုံးမှာနေရာကွက်ကြားမိုးရွာနိုင်တဲ့အနေအထားလည်းရှိပါတယ်။ကျွန်တော်တို့အေယာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်တောင်ပိုင်းမှာလည်းနေရာကျဲကျဲမိုးဆက်လက်ရွာသွန်းပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်စစ်တောင်းမြဝဒေတာမှာမိုး တီးထန်စွာရွာသွန်းနိုင်သလိုပဲကရင်ပြည်နယ်မွန်ပြည်နယ်မှာလည်းနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အနေအထားတွေ့ရပါတယ်တို့တူချင်းမိုင်အောက်ပိုင်းမဲဆောက်ဒေသမှာလည်းနေရာကွက်ပြီးတော့မိုးများနိုင်ပြီးတော့ဘန်ကောက်မှာတော့နေရာစိတ်စိတ်မိုးရွာနိုင်တဲ့အနေအထားတွေ့ရပါဖြစ်ပါတယ်မနေ့6နိုင်မှ နေ့လယ်7နိုင်ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်အော်တွေကဝင်လာတဲ့ မြေနေတိန်နေဟာ ARR မြေရိုးတခြားအပူရင်เจ้าမလို့ကောင်းငင်ကိုပေါ်ဘူးပြန်တက်သွားပြီးတော့ကချင်းပြည်နယ်မှာတော့မြောက်ပိုင်းမှာနေရာစိတ်စိတ်မိုးရွာပြီးတော့သခိုင်းတိုင်းနဲ့ကချင်းပြည်နယ်တောင်ဘက်မှာ နေရာကျဲကျဲမိုးရွာနိုင်တယ်လို့ပဲချင်းပြည်နယ်မှာ နေရာကျဲကျဲရခိုင်ပြည်နယ်မှာနေရာကျဲကျဲရန်ကုန်တိုင်းမှာ နေရာကျဲကျဲနေပြည်တော်နဲ့ ချမ်းပြည်မှာနေရာကျဲကျဲရွာသွန်းမှာဖြစ်ပေမဲ့လည်းမုတ်တုံလီနဲ့မုတ်တုံမိုးကြောင်မလို့မြန်မာနိုင်ငံအောက်ပိုင်းကရင်ပြည်နယ်တောင်ပိုင်းမွန်ပြည်နယ်ကနေနာရီတိုင်းမှာ နေရာကွက်ပြီးတော့အချို့နေရာတွေမှာမိုးကြီးနိုင်တဲ့အနေအထားတွေ့ရပါတယ်။နေ့နဲ့၁၂နာရီမှညနေ6နာရီရောက်တဲ့အခါမှာကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းမှာနေရာစိတ်စိတ်မိုးရွာသွန်းပြီးတော့ ချင်းပြည်နယ်တောင်ဘက်ရခိုင်ပြည်နယ်မြောက်ဘက်မကွေးတိုင်းမြောက်ဖက်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုပြန်ကြအမိုးအရတွေ့ရမှာဖြစ်ပါတယ်ထို့အတူပဲရှမ်းပြည်နယ်တစ်ခုလုံးမှာ နေရာကွက်ကြားမိုးရွာနေနိုင်တဲ့အနေအထားရှိပြီးတော့ဧရာဝတီတိုင်းမှာလည်းနေရာကွက်ကြားမိုးပါပါရွာနိုင်ပါတယ်မြမပြည်တောင်ပိုင်းမှာကြတော့မေနိတ်တိမ်ကျူများရဲ့ ရေငွေ့ဖွဲ့မှုကြောင့်မလို့ကရင်ပြည်နယ်တောင်မဲ့စွန်းမွန်ပြည်နယ်တောင်မဲ့စွန်းတနင်္လာရီတိုင်းမှာ နေရာစိတ်စိတ်မိုးရွာပြီးတော့အချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားတွေ့ရမှာဖြစ်ပါတယ်။ညနေ6နာရီရနေပြီးတော့ည7နာရီတွင်းမှာဆိုလို့ရှိရင်တော့ချင်းပြည်နယ်တောင်ပိုင်းရခိုင်ပြည်နယ်မြောက်ဘက်တနင်္လာရီတိုင်းတွင်းမှာဆိုလို့ရှိရင်တော့6နာရီအတွင်းမိုးရစဉ်နှစ်လက်မှ ရွာသွန်းနိုင်ပြီးတော့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကယားပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာ နေရာကွက်ကြားနေရာစိတ်စိတ်မိုးရွာသွန်းနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်ထို့အတူပဲကချင်ပြည်နယ်မြောက်ဖက်ဖြားမှာ နေရာစိတ်စိတ်မိုးရွာပြီးတော့အခြားနေရာတွေမှာနေရာကွက်ကြားမိုးရွာနိုင်ပါတယ် ထိုင်းနိုင်ငံအနေထားကိုလေ့လာမယ်ဆိုရင်တော့ချင်းပိုင်းချင်းရိုင်းမှာနေရာစိတ်စိတ်မိုးရွာပြီးတော့မဲဆောက်မှာနေရာကွက်ကြားမိုးရွာနိုင်ပါတယ်။ဘန်ကောက်မှာချိန်ပါလေနေရာစိတ်စိတ်မိုးရွာနိုင်ပြီးတော့စူရတ်ထာနီဘက်မှာတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်တာတွေ့ရမှာဖြစ်ပါတယ်။တနည်းအနေနဲ့တိမ်အမြင့်တွေကြောင်းမလို့မိုးဖြစ်ချုံခြင်းမိုးရိုးဖြစ်ခြင်းများကြုံတွေ့ရပြီးတော့ မြေပြင်ပေါ်ဆင်းလာတဲ့ရေတွေကလည်းငလင်းဒဏ်ကြောက်မလို့မြေအောက်ကိုမစီးဆင်းနိုင်မဲနဲ့ရေစီးကြောင်းပြောင်းလဲနိုင်တဲ့အနေအထားရှိလို့လာပြီးတော့သတင်းပို့ပေးကြပါကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့အင်တာနက်နှေးရည်ဒေသတွေအတွက်နားထောင်မှုအတွက် MP3 ပြောင်းလဲပြီးတော့ကိုယ်စက်ထွေးနိုင် Telegram ကနေပြီးတော့နေ့စဉ်တင်ဆက်ဖြန့်ချိနေပါတယ်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါမျိုးတို့ရေမိုးဝဲဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှင်တော့မိုးတီးရေကျွင်မယ်မိုးတွေချိန်မယ်လျှက်စီးရေလက်မယ်လို့လည်းပြောရတယ်ပေါ့နော်မိုးတွေလည်းအရန်ကြည့်မယ်လို့လည်းပြောရတယ်ပေါ့နော်ငလျင်သေးတတ်မှရှိတဲ့ပြည်သူတွေနဲ့တောင်သူဥကြီးတွေလည်းကြွတင်ပြင်ဆင်ကောက်ကွယ်လို့ရအောင်လို့ဗဟုသုတအနေနဲ့ပြန်လည်မျှော်လိုက်တာပဲဖြစ်ပါတယ်ကြွတင်ခမန်းပေးထားတဲ့မိုးစလပညာရှင်ဦးထက်တီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံနဲ့ထင်မြင်စကြာဝဠာတွေလည်းဗီဒီယိုလေးအောင်မကွန်မန့်လေးတွေရေးပြလို့ရပါရှိနောက်ထပ်လည်းမိုးမိုးလေဝသတည်နေဆယ်လီတည်နေဟာတာဗီဒီယိုဗဟုသုတရဲ့ဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးတော့မှာ Home Channel လေးကို Like and Subscribe နဲ့တပ်ပို့တောင်းစပါရှိနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါ